မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ရန်သူဘာလို့လို့နဲ့အချိန်ယူပြောင်းလာတာအခုဆိုရင်2025ရဲ့ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်ဆယ်လပိုင်းတွင်မှာဗုဒ္ဓဘုရားဟူတာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ဒီတလှတာတော်တွင်မှာဘယ်ယာရီယာအကျိုးပေးအားသာကောင်းမွန်ပြီးတော့ကံကောင်းစေမလဲဘယ်ယာရီယာတတိထားစင်ရမလဲဆိုတာကိုဗုဒ္ဓဘုရားဟူတာသမီမိတ်ဆွေများအတွက်အောက်တိုဘာတလှစာခေါ်စရာနဲ့ချောင်းရံဆောင်ရံတက်ဆရာကပြောပြပြီးမှဖြစ်တဲ့တော့ဗုဒ္ဓဘုရားဟူတာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုအမှန်ပြကြပါဦးဥစ္စာဘာမှာ ဘုရားကုရအောင်တာမီမိတ်ဆွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဒီကနေ့ဆရာကမြတ်တာကိုဆုတောင်းထောက်ပနာပြုသလိုက်ပါတယ်ဘုရားကုရအောင်တာမီမိတ်ဆွေတွေအတွက်ဆရာငွေဝင်စေတဲ့ကာလာလေးတစ်ပုဒ်ဥစွာလက်ဆောင်ပေးခြင်းပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဆရာအများနဲ့ပြောနေကြတိမှာပါအရဟံဘိအန္တဆီယံတုက္ကဏံအမိတံဝိရဇံလာလိတံအတုရံစရဏံတိကုံဘတမန်ယမကံတုက္ကဏံတရဏံပရမာမိဇိနံဆိုတဲ့ကာလာဒါမန္တလေးတောင်ဆရာတို့ယတိဥက္ကဏီရဒနာသိတိလို့ခေါ်တယ်ငွေဝင်ကာလာလေးကိုတနည်းကို29ခေါက်တိတိ သုံးဟုတ်လေတစ်ခါကျွရင်တစ်ဖက်ကို28ခေါက်တိတိကျွပါငွေကြီးနဲ့ပတ်သက်လာရင် တကယ်ကိုကျင်းတည်အဆင်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ဘုရားတို့ရာသတ္တမီတွေဟာလက်ရှိဇာတာကိုမဟုတ်မီလက်ရှိဒီတလဇာကိုမဟုတ်မီမှာမိတ်ဆွေတို့အတွက်ဒီကာတာလေးကိုရွတ်ဆိုခြင်းအပြင်ငွေကြီးကံကောင်းစီတာအသေးချာပြကြောင်းဆရာက၎င်းပေါင်းခတ်ပြောရင်းနဲ့တလဇာဆရာတို့ရှင်းဆက်ကြည့်လိုက်ရပါတယ်တလဇာမပြောမီမှာဇာငင်နာမှာမန္တလေးဆရာရောက်နေပါတယ်မန္တလေး84 24 25မှာအစာဟိကုန်လုံးမှာရှိပါတယ်ဆရာနဲ့ AC Bright တွေတွေ့ကြတဲ့မိတ်ဆွေများဆရာရှိကို ရက်ချင်းတော့ကြိုပြီးပေးပါရက်ချင်းကတော့ခွန်ကိုတုံညာနဲ့ကိုတုံညာလေးတစ်ချောက်790290416 WhatsApp Telegram ဆရာနဲ့ Facebook Page Messenger ငါ့ကိုဗီဒီယိုမီးမြဲနံပါတ်မှာပဲဆရာရှိပါဆရာမန္တလေးရပါဆရာနဲ့တွေ့ချင်လို့ပါဆိုပြီးတော့ဆရာဖုန်းနံပါတ်နဲ့လိပ်စာလေးပဲပေးပါဆရာဘက်ကကွန်တက်လုပ်ပြီးဘယ်ချိန်ရတယ်ဆိုတာပြန်ပြောပေးပါမယ်အရှာရှိရမိတ်ဆွေတွေကိုလည်းဆရာအေးစစ်စစ်လေးပဲတွေ့ပေးချင်လို့ပါကောင်းပြီဒါဆိုတော့ဒီခုရအောင်တာသမီးတွေဆက်လိုက်ကြရအောင်ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဘုတ္တခုရအောင်သားသမီးမိတ်ဆွေများဘာကိုဖြစ်ဖြစ်အမိခံလုပ်ခြင်းဥဆောင်လုပ်ခြင်းတွေချိတ်တူဆောင်ရလုပ်ဆောင်ပါ အားသာရင်ကလျာရဲ့အထောက်ကူရရှိတတ်သောလဖြစ်တဲ့အတွက်ဝရခုရောက်သမီးမိတ်ဆွေတွေဟာဒီလတာတော်တွေမှာဘာဖို့ဖြစ်ဖြစ်ရှေ့လို့ဆောင်ရွက်လှုပ်ဆောင်ခြင်းဘာဖို့ဖြစ်ဖြစ်မိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ခြင်းအမိခံလုပ်ခြင်းစိုက်ဝတ်တင်လုပ်ခြင်းတွေကိုကိုယ်တိုင်ရှေ့တိုးပြီးတော့ဘာဖို့မဆိုရက်တန်နေတော့လို့ရက်စင်းနေတော့လို့ပြက်တန်နေတော့လို့အဲနှီးကွေးနေတော့လို့ဒီကိုကိုယ်တိုင်ဦးဆောင်ပြီးတော့လုပ်လိုက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတဲ့ကာလဖြစ်ပြီးတော့အမိခံလုပ်ခြင်းစိုက်ဝတ်တင်ခြင်းဘာဖို့ဖြစ်ဖြစ်ကိုယ်ကိုယ်တိုင်ရှေ့တိုးဦးဆောင်ပြီးတော့လုပ်ရင်ဘယ်ရာကိုမဆိုဦးဆောင်တော့ကံဟာ စ조사ရင်조사တလောက်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမှာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့လဒီမှာဘလို့ပဲညံ့ခဲ့ညံ့ခဲ့ချိဆက်ပြီးတော့ရဲစိတ်မန်စိတ်နဲ့ရာစားစိတ်ကတွင်တာရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောကြလို့လေကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ခေါင်းမူတာမျိုးခေါင်းကြိုက်တာမျိုးတွေအနေနဲ့ဖြစ်ရတာမျိုးတွေဖြစ်ရတတ်တယ်လို့ညာအိတ်မပြောတာမျိုးမျက်စိအာရုံပြောနေပတ်သက်တော့ကျမ်းမာကြီးတွေအနေနဲ့ဖြစ်ရတတ်တော့ကာလဖြစ်တယ် အမျိုးသမီးတွေဆိုရင်တော့အသွေးသားနဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေသွေးတိုးသွေးတက်အချိန်ခံရှိတဲ့မိတ်ဆွေများဖြစ်စေသွေးနဲ့ပတ်သက်တော့ຢာလေးတွေမှာသတိပြုဆင်ခြင်ပေးရလိုအပ်ကြောင်းနဲ့အမျိုးသမီးတွေဆိုအမျိုးသမီးယောဂါတွေဖြစ်တာမျိုးလေးတွေဒါမျိုးတွေနဲ့ပတ်သက်လို့အဲသတိထားဆင်ခြင်ပေးရတော့တော့လိုအပ်တော့လှဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီအလုတ်ကန်အလုတ်ကန်ရဲ့ပတ်သက်ရင်အချိုးပြည့်တဲ့လုပ်ငန်းတွေကိုဆရာဆက်ပေါ်ပြပေးပါစီဒီနောင်25ခုနဲ့ဆယ်လာပိုင်းပင်မှာဘုတခုရအောင်သတ္တမိတွေနေနဲ့အချိုးပြည့်တဲ့လုပ်ငန်းတွေဆိုရင်အိုးအိမ်ရှာမီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိလို့ဆိုင်ရလို့ဆောင်မှာ ကိုပိုင်လုပ်ငန်းစတင်လို့တဲ့မိတ်ဆွေတွေဘာကြောင့်နောက်နေတုံ့ဆိုင်နေတာတော့ခြေတူဆောင်ရလှုပ်ဆောင်မှာမိမိကအကြံစီလည်းရှိတယ်အတွေးခေါ်ကောင်းလည်းရှိတယ်ဆိုရင်တော့အမိခံပြီးတော့မုရှာအောင်မြင်ရမယ်ဆိုတဲ့စိတ်မျိုးเนาะမိကြီးနဲ့လက်နဲ့ပုံလွှဲမယ်ငါဟာအောင်မြင်ရမယ်ဆိုတဲ့အဲခြေတူဆောင်ရပြီးတော့တန်တိတ်ချန်ရှာပြီးလှုပ်ဆောင်နေလုပ်ငန်းတွေမှာကံရဲ့အထောက်ပံ့နဲ့ကြိုးစားမှုနဲ့အားသာပေါင်းပြီးတော့ကြိုးစားရင်ကြိုးစားသလောက်ရရှိစေမယ်လားဖြစ်တဲ့အတွက်ဘုရားကြီးရောက်တဲ့မိမိတ်ဆွေများပို့ရတော့ခြေတူပြီးတော့အောင်မြင်အောင်တာကိုကစွမ်းဆောင်ဖို့ပဲလိုအပ်ပါတယ် စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးစားတောက်ကုန်လုပ်ငန်းတွေစက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစာချုပ်ကိစ္စတွေရုံးကလနာကိစ္စတွေအမ်အရှိချာစတင်လုပ်ဆောင်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေခြေထုတ်ဆောင်ရာလုပ်ဆောင်တာမျိုးတွေဟောဟိုစနလိုကအထယ်လေးလုပ်ငန်းလေးတွေအလှဆင်ဒီဇိုင်နာဂရက်ဖစ်ရေးတဲ့ဒီဇိုင်နာလုပ်ငန်းလေးတွေကွန်ပျူတာကိုကြောက်ကိုတဲကိုအစားရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်လာရင်ဘာလို့မဆိုခြေထုတ်ဆောင်ရာလုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းရရှိစေမှာအတေချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါခင်ဗျာဒါအပြင် အထယ်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အဲထို့အပြင်ထင်ပေါ်ကြော်စောလေးလိုလုပ်ငန်းလေးတွေ OA ရှန်နေနဲ့ပတ်သက်သောလုပ်ငန်းလေးတွေတပည့်လက်သားအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့တပည့်လက်သားသာသမီတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စနိုင်ခြင်းမျိုးလေးတွေဂျုံအားတက်တယ်လို့ အဲခြေတို့ဆန်လွတ်ဆောင်လို့လည်းကောင်းတယ်ဘာသာချလူမျိုးချအကျိုးပေးတတ်တယ်လက်စစ်ပစ္စည်းဆိုလာတွေဝင်တတ်တယ်လို့ဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့အရာတွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိမိသားစုတွေမှာမင်္ဂလာသတင်းလေးတွေကောင်းသောသတင်းလေးတွေဆွေမျိုးသားချင်းအနှိမ့်ချလေးတွေမှာမင်္ဂလာသတင်းတို့အမှုသတင်းတို့ကိုကျင်းပပေါ့ကြားရမယ့်ကာလဖြစ်တတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အလားကောင်ဆိုင်ရာလုပ်ငန်းတွေဟောဆွေနာလို့ပေါ့မိတ်ဆွေတို့အနေနဲ့ဖန်တီးယူရတဲ့ creation ဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းအတွေးခေါ်နဲ့ပတ်သက်တဲ့အကြံစီတွေကိုခြေတို့ဆောင်တဲ့လှုပ်ဆောင်ခြင်းဟော အားသာကောင်းမှုပြီးတော့တုတ်တနိုင်ပါလေ။ငကုကယာရုလုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးယာရုတိုးပါမလားလို့မျှော်လင့်နေတဲ့မိတ်ဆွေများအထောက်တာပြင်ထားပါ။ယာရုတိုးဖို့ယာရုတက်ဖို့အတွက်ကံတရားရဲ့အထောက်အကူကိုများစွာကျင်းသိရရှိတတ်သောကာလဖြစ်ပါလေခင်ဗျာ။ဒါပြင်မိတ်ဆွေတို့အနေနဲ့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဟိုစတင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းတွေဟာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့ငကုကအိုးအိမ်ချမ်းမြေစောင့်နေတဲ့မိတ်ဆွေများတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်ဆောက်ရမယ့်ကာလအခွင့်အလမ်းကောင်းတွေချဖို့ရရှိအောင်တိုးတက်မယ့်ကာလဖြစ်တယ်လို့အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစောင့်ရှင်တဲ့သူတွေအိုးအိမ်ချမ်းမြေစောင့်ရအတွက်ကိုအခါခွင့်တင်တာမျိုးပိုင်ဆိုင်ရတာမျိုးတွေကြုံရ တ်တက်သောကာလပိုင်းကြဖြစ်ပါတယ်ခင်ဗျာမိမိတစ်ချိန်တစ်ခါကကူညီခဲ့ဦးသောပုံကိုယ်ကြီးရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကိုမထင်မှတ်မမျှော်လင့်ထားသောငွေကြီးလေးတွေနဲ့ပတ်သက်လို့လုံငယ်ချင်းကနေအုံနဲ့တိုင်းနဲ့ဝင်လာတက်တဲ့လားဖြစ်တဲ့တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးထီထိုးတဲ့ထီကန်ဆန်းတဲ့နေရာဆိုတဲ့နေရာမှာဆရာကြားပြပြောပြရသည်တချို့မိတ်ဆွေတွေကထီပေါက်ပြဲဆိုတဲ့နေရာမှာအောင်ပါလီထီကြီးပေါက်မှာထိုင်းထီကြီးပေါက်မှာထီထောက်ပေါက်တာမဟုတ်ပါဘူးရတနာပုံစိုက်ကြီးနဲ့စိုက်တဲ့အခါတားချွေဦးထန်လာတဲ့အခါကန်ဆာတာကောင်းလာရင် ထီပေါက်တယ်လို့အစဉ်ပြေပြီးတော့ငွေကြီးတွေလုံးနေရင်လည်းပိုင်ဆိုင်လာတာကိုလည်းထီပေါက်ကံဖြစ်ကြောင်းဇာခထထောင်ပြောကြလိုက်ပါရစေခင်ဗျာနော်အဲထီပေါက်တယ်လို့ကန်ဆန်းတာမျိုးကန်ရရဲ့အထောက်အကူတွေများစွာရရှိတာမျိုးလေးတွေကြုံရတတ်တယ်ငကုကပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရဝေးခရီးသွားနဲ့ပတ်သက်တာတွေဝင်ခွင့်တင်နာဆောင်ခွင့်နဲ့ပတ်သက်တာတွေမှာခြေထိုးဆောင်ရလုံဆောင်ခြင်းတွေနိုင်ငံခြားရဝေးပြည်ပခရီးသွားနဲ့ပတ်သက်တာတွေခြေထိုးဆောင်ရလုံဆောင်အားသာခြင်းတွေကောင်းမွန်ပြီးတိုးတက်နိုင်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ မိတ်ဆွေဟောင်းအကျိုးမပေးပါဘူးမိတ်ဆွေဟောင်းနေနဲ့ပတ်သက်ရင်တတိတာဆင်နေပေးရလိုအပ်ပါတယ်မိသားစုရေးကိစ္စအင်ကွင်းရေးကိစ္စလူမှုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်ရင်ဝင်မပါနဲ့ကိုပြောလိုက်ကမှကိုကိုအမားမြင်လာတာမျိုးလေးတွေကိုကစည်တနာနဲ့ဖြည့်ရှင်းပေးကမှကိုအမားကြီးဖြစ်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ဘာဝင်းကျင်မှာသဘုတ်နေနေပြောခံရတာမျိုးမကောင်းတဲ့ရင်ပြောခံရတာမျိုးအဲကိုကိုမဟုတ်မဟတ်ပြီးပြက်ခဲ့တော့ကိစ္စပြီးခဲ့တော့ဇလန်းနေနဲ့ပတ်သက်လို့ကိုကိုအနိုင်ဖုံးနှက်တဲ့သကလုံးတွေပေါ်လာတတဲ့အတွက်ပြက်တနာကိစ္စတွေကိုပေါ်လာတဲ့အခါမှာမရှင်းပါနဲ့ရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဆိုတော့ကာလဖြစ်တဲ့အတွက်ကြောင့်တော့ ုတ်ခဲ့အမှားတော့မှအရာရောဗီယူဆန်နေတဲ့ကိုယ့်ရဲ့ပိစတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအရှင်ဒီကောင်းအောင်တိုးတက်အောင်ဆန်းဆောင်နေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော်လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့မိမိမှာရှိတဲ့ငွေကြီးရှိလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတာမိသားစုလည်းမမြင်စေနဲ့အိမ်လည်းမမြင်စေနဲ့အဲ့ဒီငွေကမြင်ရင်လူမြင်ကိုမမြဲတတ်တော့ကာလာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာချီးတဲ့ငားတဲ့အခါမှာတောင်းဝခတ်တာမျိုးလေးတွေချီးလိုက်ငားလိုက်တဲ့အခါမှာအဲဟိုစွနာလူပေါ့ငွေကြီးကကိုယ့်ရဲ့ငွေနဲ့ကိုယ်စိတ်ရတာမျိုးလေးကြုံတက်တဲ့အတွက်သိမ်းရဆဲရခတ်နေတယ်ဆရာငယ်ကိုပို့ထားပါဆရာသိပ်ပေးထားပါ ကောင်းပြီငွေကြေးနဲ့ပတ်သက်လာရင်ထင်ကုန်ခြင်းလေးတွေကိုယ်ငွေနဲ့ကိုယ်ကိုယ့်အတွက်အကျိုးမဖြစ်စေတော့လုပ်ငန်းလေးတွေမှာရှိလိုက်မှားလိုက်ပြောဆိုလိုက်တဲ့ကောင်မှာထင်ကုန်ကြံ့ကြံ့မှုလေးတွေတပည့်ဆင့်ပြန်လို့ရမှုလေးတွေထက်ကျင်ထက်ကျင်ကြိုးစားရမှုလေးတွေအဲကြုံရတဲ့အတွက်ကြောင့်မလို့ကိုယ်ငွေနဲ့ကိုယ်စိတ်ကြမဲ့စိတ်ညစ်ခံမနေပါနဲ့လို့ဆရာကထပ်လောင်းပြောကြားလိုက်ပြသည်အဖွဲ့အစည်းတင်းပွဲနဲ့ပတ်သက်တဲ့ခါမှာအဲဆွမ်းနာလို့ပေါ့ ကိုယ့်အတွက်အကျိုးဖြစ်စေတဲ့လုပ်ငန်းမဟုတ်ဘဲနဲ့ပရိဒတ်လုပ်ငန်းလေးတွေကိုတတိထပြုမှုဆောင်ရွက်ပါအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးအခေါ်ကြီးကကွဲလွဲနေရတဲ့အတွက်တိုးတိုးတိတ်တိတ်နေပါအလူကပုဂ္ဂိုလ်မျိုးတွေအလူကဌာနမျိုးတွေပရိဒတ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတော့စေတနာတွေလိုလာထမှာပုံစံနဲ့ဝေဒနာတွေဖြစ်ရတတ်ခြင်းနားလည်ရခြင်းပရိဒတ်တွေမှာမှဥဆောင်ပြီးတော့အဲစိရင်ကန်ပြီးတော့ဘာညာဆိုတော့မှအချင်းလွဲခံရခြင်းပြဿနာတွေစေတနာတွေဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်မလိုအပ်သောပြဿနာအရှုပ်ကြီးဖြည့်ရှင်းရတတ်တဲ့အတွက်ဖြစ်နိုင်ရင်အကျိုးမရှိသောကိစ္စကိုယ့်ရဲ့စီးပွားမှာဖြစ်တွန်းစီသောကိစ္စတွေကိုတတိထပြီးတော့တိုးတိုးတိတ်တိတ်နဲ့ဖြစ်နိုင်ရင်ကုညီနိုင်လောက်ကုညီပြီးတော့ပို့ပြီးတော့ဥ ဆောင်ခြင်းအမိခံရတဲ့သတိပြုစင်ကြီးရလိုအပ်ပါတယ်။ဘဇက်ကဖရားလက်ကသားရဖြစ်တတ်တော့လားဖြစ်တတ်တယ်သူကဘဇက်ကပဲဖရားတမိတာမြို့တာလက်တွေ့ကြကြလဲဖရားတရားလုပ်ဖို့လိုအပ်ကြောင်းနဲ့ဟိုတခုရောက်ကသမီးတမိတ်ဆွေများဟာဒီကာလမှာဖရားတရားလုပ်ဖို့အတွက်လုံးစားခက်ခဲနေတော့ကာလဖြစ်တဲ့အတွက်ဘာသာတရားရဲ့အဆုံးအမတစ်ခုခုကိုအမြဲတမ်းကြိုးစားပါဖရားတရားကိုမမိပါနဲ့ဘဇက်ကဖရားလက်ကသားရမဖြစ်စီဘူးလေထားလောင်းပြောကြားလိုက်ပါစီ။ဆက်ပစ္စည်းအဟောင်းနေ အစုပ်တွေအပြက်တွေအသုံးမလို့တဲ့ဆက်ပစ္စည်းတွေရှိတဲ့အခါမှာစွန့်ပြီးတာတွေလုပ်ပြီးဖို့လိုအပ်ပါတယ်ဒါအပြင်မထင်မှတ်ဘဲနဲ့အပူတွေနှစ်ယောက်ဧည့်တဲ့ခီးသွားလာတတ်တဲ့အတွက်မထင်မှတ်ဘဲနဲ့အပူတွေနော်သူ့မဟုတ်မထင်မှတ်ဘဲနဲ့ အပြာသဘောဆောင်တဲ့ဧည့်သည်တွေရောမထင်မှတ်ပဲမမျှော်လင့်မဲ့ရောက်ရှိလာတတ်ပါလေခင်ဗျာဒါဆိုရင်မိမိရဲ့မိသားစုဝင်အတွင်းမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေခဏခဏဖြစ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိဆွေတို့အနေနဲ့ဒါလေးတွေကိုသတိပြုစင်ကြင်ပြီးပါလက်မခံတဲ့တော့မပြောဘူးဒါပေမဲ့မိမိတို့ရဲ့အနေနဲ့ခက်ခဲတဲ့ကြက်တဲတဲ့စနလိုကမဖြစ်မနေလက်ခံရတဲ့အခြေအနေတစ်ခုရောက်တဲ့ဆိုရင်တော့မိမိကိုယ်တိုင်ဖြစ်စေမိသားစုဝင်တဦးတယောက်ကဖြစ်စေဂျာစာပရင်းနေမှာညာအိတ်တရထွက်ပြီးလိုက်ပါဒါဆိုရင်မိဆွေတို့ရဲ့ကံဟာအခက်ခဲတွေကပြေပြောက်ကောင်းမှုသွားမှာအတိအကျပဲဖြစ်ပါလေခင်ဗျာ မိမိတို့ရဲ့အိမ်ခွင်းရေးကိစ္စမိသားစုရေးကိစ္စညီအစ်ကိုမောင်နှမကိစ္စတွေကိုမိတ်ဆွေတွေကိုယုံပြီးတော့တိုင်နေတာမျိုးလေးတွေဟာအားနည်းချက်ကိုဖြစ်စေတတ်တယ်လို့တဦးတယောက်ကကိုယ့်ကိုစေတနာတွေဟာကိုကတော့ရိုးရိုးယုံကြည်လို့တိုင်နေလိုက်ပေမဲ့ကိုယ့်အပေါ်မှာဖြစ်အားလေးတွေဖြစ်စေတတ်တယ်သူကကိုယ့်ရဲ့အတွင်းသတင်းကိစ္စလူသိမှခံလို့တော့ကိစ္စတွေကိုတိုးတိုးသိသိနဲ့လှုပ်လှုပ်ဝဲဝဲတာနေရန်အတွက်တော့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုယ့်ဟာကိုယ်တော့အကောင်းပါပဲဒါပေမဲ့သူများကိုစေတနာတွေပို့လို့ချိလိုက်တာမှငားလိုက်တာမှပြန်တော့ခရမ်းလေးတွေဂျုံရတတ်တယ်လို့မိသားစုအိမ်ခွင်းရေးကိစ္စလူဝေးကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြေးကျများရတတ်ပါတယ် ဖတ်ပြောပါမယ်ရေးကြည့်တာအလောင်းကစားတတိပြုပါအလောင်းကစားနဲ့ပတ်သက်လာရင်ဟဲ့အောင်လောင်းကလားလို့ကမလောင်းနဲ့ပေါ်တကူရကစားမိဒီလာဟာဒီကြတဲ့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့အိတ်ကတွေကိုလာပြီးတော့ကိုနိုင်ကြည့်မယ်ကာလဖြစ်တဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ရင်အတော်ကိုသတိပြုစီရင်ရအတွက်လူကတော့လာဖြစ်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေ့ဟိုမှာပေါ့ဟိုအလောင်းကစားနဲ့ပတ်သက်တာတွေအပြော်ပါနဲ့ပတ်သက်တာတွေမိန်ကောင်းဆွေကောင်းတွေမိသားစုတွေအိမ်လို့ရတဲ့အဖွဲ့အစည်းတွေတင်ဖွဲ့တွေဂျာတာပိကျုံနဲ့ပတ်သက်ရင်အားနဲ့ဇီတော့ကာလဖြစ်တဲ့အတွက်အတွေးလွန်တာမျိုးတွေညာအိမ်မပြောတာမျိုးတွေကျမ်းမာရင်နဲ့ပတ်သက်လို့ရှိရင် တယောက်တည်းစိတ်ညစ်စရာတွေတွေးနေတာမျိုးတွေစိတ်ညစ်စရာအတွေးတွေကိုကိုကစိုးရိမ်ပူပန်နေပို့ပို့ပြီးတော့တွန်းအားဖြစ်စီပြီးတော့အစမပြေမှုတွေတိုးတက်တဲ့အတွက်စိတ်ကိုပျော်အောင်မွေးပါစိတ်ပျော်ကိုနုဆရာငယ်လိုရွှေရှောက်အောင်နေပါဒါကောင်းပြီနော်စိတ်ပျော်သလိုနေပါစိတ်ပျော်ကုန်မှုမှာဒါမိတ်ဆွေတို့ကောင်းမွန်တိုးတက်မဲ့ကာလဖြစ်ပါလေဒီလကတော့ဒီမှာလူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့ချစ်သူသမီးစာ မရရှိသူတွေအနေနဲ့ရည်စားရရင်တော့တရားတွေတင်းနေတယ်အိမ်တော်ကြတာမျိုးတွေဖြစ်တတ်တယ်။သို့တော့အဲမိတ်ဆွေတို့နဲ့မရနိုင်ဘူးလို့တော့မပြောတော့ရရင်တော့အိမ်တော်ဘက်မထင်မှာပဲအိမ်တော်ကြတာမျိုးတွေစုပ်ဘောလက်ဘောဝင်တတ်တယ်။သို့တော့မိမိတို့အနေနဲ့ကိုကအမြဲတမ်းလှုပ်ထားပြီးပြောဆိုတာမှအထင်လွဲခံရတာမျိုးတွေဂျုံရတတ်တယ်ဆိုတော့ချစ်သူသမီးစားနဲ့ပတ်သက်လာတဲ့အခါမှာကိုယ်တိုင်တိုက်ရိုက်ပြောတာမျိုးတွေဓာတ်ခံတယ်ဒီတစ်ခုခုကိုခံပြီးတော့တဦးတယောက်ကိုခံပြီးတော့ပြောဆိုခိုင်းတာအပုံကိုကောင်းတယ်မပြောတာတော့ကိုကောင်းပါတယ်ခင်ဗျာနော်။သို့တော့သမီးစားနဲ့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများသုံးသွင်းဆိုင်ဖြစ်နေတာမျိုးတွေဓာတ်လှုပ်ခံနေတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေ ီတို့အနေနဲ့အရှိရေးနဲ့ပတ်သက်လာတဲ့အခါတမိသားမင်းအနေနဲ့ပတ်သက်တဲ့အခါမှာမိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့ချစ်သူဘက်ပေါ်မှာမိမိရဲ့ပူဇော်ဘက်ပေါ်မှာအယုံကြည်လွန်လာမျိုးလေးတွေကိုသတိပြုစင်နေပြီးတော့တရားနဲ့တရားကူးနဲ့လူဟိုတည်တည်ချာချာလေးနှိမ့်နေတဲ့တရားမျိုးနဲ့ဖြစ်ဖို့လိုအပ်တယ်ပြီးရဲ့အခါတစ်ခုလောက်ပြီးအကြံပေးကြပါလေဘုရားကူးရအောင်သာသမီးတွေဒီလက်တာတို့ဒီမှာလူငယ်များအခုပြောပါတယ်အချို့အရာတွေကဟိုလွားရကအောင်ဆရာတို့ကျိုးနဲ့ဆွဲတဲ့အခါသူကရှင်းမလိုက်ရှင်ကိုနောက်တန်နေတယ်ကိုကလည်းရှေ့ဆွဲနေကိုကိုလည်းပြင်ပန်းတယ်လို့နောက်ကငွားလည်းပြင်ပန်းတယ် ။နောက်အဲ့တော့ဟိုရှေ့ဆွဲလို့မရတဲ့အရာတွေတစ်ခါလီမှာအခုလွတ်မရှာရင်နောင်လွတ်ရှာအောင်ရှေ့လက်ပြီးမြောက်တဲ့အတူတူတော့တစ်ခါလီမှာစုတ်ကင်ထားတာကလွတ်ရှာလိုက်တာကပိုကောင်းပါလေလို့ဆရာကအကြံပေးလိုပါတယ်။ကဲကောင်းပြီ။အဲအရှိရင်းနဲ့ပတ်သက်လူငယ်တွေသမီးစားရင်းနဲ့ပတ်သက်လာဂျားလူဝင်ခံရတာမျိုးတွေဂျားလူဝင်တာမျိုးတွေသို့မဟုတ်တန်လျာစိတ်တွေဥတို့စိတ်တွေအရက်အတန်လာမျိုးတွေကြောင့်မိမိရဲ့ဖူးစာဘက်ပေါ်မှာစကလုံးလေးတွေပြင်းပြထန်ထန်နဲ့ပတ်သက်ပြီးတော့ပြဿနာအခြေအနေလေးတွေဖြစ်ရတာမျိုးတွေတတိပြုစင်ချင်မှာအဝေးကွာနေတော့သမီးစားများအနေနဲ့ဒါတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။အိမ်ောင်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါပဲ။ငကူကဆက်သွဲပြက်နေသူတွေဝေးကွာနေသူတွေပြန် လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဒီကာလမှာကောင်းသောဆုံးဖြတ်ချက်တွေကောင်းသောအရာလေးတွေကိုရှေ့လို့ဆောင်ရွက်ပြီးတော့တိုင်ပင်ညီနိုင်ပြီးဆောင်ရွက်ပါအိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့အိမ်တော်ဘက်ရဲ့ကျမ်းမာရဲ့အနေနဲ့ညံချင်းမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ရဲ့စိတ်အစဉ်မပြေမှုလေးကြောင့်ကိုကဘယ်လိုဆိုင်တော့ဖြစ်နိုင်မလဲသို့တော့ နည်းနည်းလေးပူပန်ရတာမျိုးလေးတွေအနေနဲ့ဖြစ်ရတတ်တယ်ပြတော့ဒီချက်လေးတွေကိုသတိပြုစင်ကြရတော့တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့တခုရောက်တာသမီးဒီလာတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်ဇနီးသားသမီးတို့အင်္ဂါသားသမီးတို့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအဲမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအကြောင်းအရာအနေနဲ့ဆိုလို့ရှိရင်တော့စင်စွဲရအောင်လို့ အနီရောင်တို့အဝါရောင်တို့ကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါလေဖြစ်နိုင်ရင်ဘာလုံးမှန်းကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လို့ရင်အောင်မြင်တိုးတက်မှုတွေရရှိနိုင်တယ်လို့အဆုဆေရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအခွဲစည်းဆက်တူနဲ့ပတ်သက်တာမျိုးလေးမှာရှေ့လို့ဆောင်ရလို့ဆောင်လို့အတာကောင်းမှုပြီးတော့ကံကောင်းစီပါလေထူးထူးခြားခြားပါပဲဒီလဟာညီကိုမမဆွေမျိုးသားချင်းတွေရဲ့အခုညီထောက်ကူကိုများစွာရရှိမဲ့လာဖြစ်တဲ့အတွက်တော့ဘုလိုခုရအောင်သာမီးမိတ်ဆွေတွေကဒီလတာတော့ဒီမှာဆွေမျိုးသားချင်းညီကိုမမတွေနဲ့ပတ်သက်လို့တိုင်မြင်တာမျိုးလေးတွေနှွေးထွေးအောင်ကူစားတာမျိုးတွေကြုံရတတ်လို့အချုပ်အနှောင်ဖြစ်နေတယ်ဘုလိုခုရအောင်သာမီးမိတ်ဆွေများမိမိတို့ရဲ့မိသားစုဝင်ထဲမှာအချုပ်အနှောင်ဖြစ်နေသူတွေသို့မဟုတ်အချုပ်ရှင်းအချုပ်အနှောင်ဖြစ်နေတဲ့ ော့မိတ်ဆွေများအနေနဲ့မိမိတို့ရဲ့အကြက်တဲအခါကြီးအရှုံအောင်မျိုးပြေပြောက်သွားစေရန်အတွက်ကိုယ့်ရဲ့အဝယ်စားသမဟုတ်အဲ့ဒီအရှုံအောင်ဖြစ်နေတဲ့အဝယ်စားလေးကိုနော်ရေထဲမှာရေစီးတန်တန်ဖြစ်နေတဲ့ရေထဲမှာရေမျောပြီးတော့လွတ်ပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲတွေပြေလည်ပျောက်ကင်းသွားမှာအတိအကျပဲဖြစ်တယ်အကျိုးပြီးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍရှစ်ကဏ္ဍနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အကျိုးပြီးတော့အရဟာတော့အရှိမြောက်တော့အရဖြစ်ပြီးတော့စန်းတီယာအရကတော့တောင်ဆူဆူရဖြစ်ပါတယ်ခင်ဗျဒါကပြင်မိတ်ဆွေတို့အနေနဲ့ဒီသားတာတော့ဒီမှာဆိုရင် ခྱི་သွားလို့တဲ့ကိစ္စခྱི་ထွက်လို့တဲ့ကိစ္စတွေအင်္ဂါသာသမီတို့အင်္ဂါနေ့တို့၃ရက်နေ့တို့၃၀ရက်နေ့တို့မှာသွားတာမျိုးတွေကမိစုတွေရဲ့ကံကိုလုံခြုံအေးချမ်းမှုတွေရရှိစေနိုင်တော့ကာလဖြစ်ပြီးတော့ passport visa လုပ်ငန်းရဝေးခྱི་သွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာရှေ့လို့ဆောင်ရွက်လို့ဆောင်ရွက်အားသာကောင်းမှာပါတယ်ဗုဒ္ဓဘူးရဟူသာသမီမိစုများအမေနဲ့ပတ်သက်ပြီးတော့အမနဲ့ပတ်သက်ပြီးတော့ပြဿနာရှိတဲ့လေးဖြစ်ရတာမျိုးလေးတွေနားလည်မှုတွေတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ယောက်ျားလေးများအနေနဲ့ဆိုလို့ရှိရင်တော့မိစုတို့အနေနဲ့ ိန်အောင်ကြီးနဲ့ပတ်သက်ပြီးတော့အထင်လွဲတာမျိုးရိုးစွတာမျိုးဆွဆွဲတာမျိုးခံရတတ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းကောင်းစွာသတိပြုရန်လိုအပ်ကြောင်းထပ်လောက်ပြောပြလိုက်ပါစီဒီလက်ကတော့ဒီမှာသတိထားဆင်နေရမယ်ဂဏန်းအနေနဲ့ဆိုလို့ရှိရင်သတိထားဆင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးတို့ဂျာစာပရိသသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကအားနည်းစည်းတယ်လို့အိမ်လွေးကိစ္စလူမွေးကိစ္စတွေမှာကိုထောက်ခံကူညီပေးနိုင်ကူညီပေးလိုက်ပါကိုမကူညီပေးနိုင်ရင်တိတ်တိတ်မိတာနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အဆက်ဆက်ရေးရမိတ်ဆွေတို့ရဲ့အဲ တတိယဆင်ရင်ပြရမယ်အချက်လေးကိုထပ်ပြောပြရလိမ့်။ဒါကတော့ဗာလဲဆိုတော့မိမိတို့အနေနဲ့ဟိုအကြွားတန်တာမျိုးလေးတွေကိုယ်မှာရှိနေတဲ့အရာလေးကိုထုတ်ကြွားတာမျိုးလေးတွေနှုတ်မစည်းပဲနဲ့ကိုယ်မှာပိုင်ဆိုင်တဲ့အရာလေးကိုယ့်ရဲ့အတွေ့အကြုံကိစ္စလေးဘယ်လောက်ရှိတယ်ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာကိုပြောပြတာမျိုးလေးတွေကမိစုတို့ရဲ့အတွက်တစ်ချိန်မှာအားနည်းချက်ဖြစ်ကြောင်းနဲ့အဲမဖြစ်မနေကိုယ့်ရဲ့ကံကိုညှန့်စီတတ်တာမျိုးမမြဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးကိုတတိယဆင်ရင်ပြရလို့အကြောင်းထပ်လောင်းပြောကြလိုက်ပြရလိမ့်။မိစုတို့ရဲ့အတိတ်ကံပြုနေတဲ့ဆရာငယ်ရဲ့မိစုတို့တခုရောက်တာတမီးများအတိတ်ကံပြုကျင်တဲ့ဘာဆိုရင်တော့ဖြင့်ပုရိအားဆိုတော့ဂုံတော်ပတိကိုတနေ့ကိုခုနှစ်ပတ်လုံးနဲ့ စတဲ့ရည်ဒီဒီအဋ္ဌံပြုလိုက်ပါကအခက်အခဲမှန်တယ်များပြည်လဲပြောင်းကင်းသွားစီမှာအတိအကျပဲဖြစ်ပါလေခင်ဗျာဒါကပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းပုံတွေဝယ်ပုံတွေအယောက်တို့အယောက်ဖတ်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုနော်ဟိုကျဲလို့ဟိုတိတ်ကလေးတစ်ခုနဲ့မီကတ်တိတ်ကလေးတစ်ခုနဲ့ထိတွေ့ရိုက်ဖို့သုံးအောင်တိတ်ဆိုဘယ်လိုတိတ်ဖြစ်ပြီးတိတ်ကလေးတစ်ခုနဲ့တိတ်ကလေးဟိုလာဆွနာလို့ပေါ့အတန်လေးတိတ်ပြီးတော့စိတ်ထဲနေပြီးတော့ခက်ပြင်းပြင်းလေးနဲ့ရောင်းတော့ပါစီရောင်းတော့ပါစီဆိုပြီးတော့ခုနှစ်ချက်ထိထိအတက်အောင်ပြီးတော့ရိုက်ပုံထိလူလာမိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေအယောက်ဝယ်တွက်ပြီးတော့အယောက်ထပ်သွားစီမှာအတိအကျပဲဖြစ်ပါလေခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်စေရန်အတွက်အရှိတ်အဝါစုစုပြည့်ကိုမျက်နှာမူပြီးတော့လက်ကုပ်လက်ဝါးသုံးချက်ပြီးပြီးတော့လူရာကိုပြောဆိုဆောင်ရွက်သွားရင်အောင်မြင်တိုးတက်စေမှာအထင်ရှားပဲဖြစ်တယ်။အဆက်ဆက်ရရအစဉ်ပြေတိုးတက်စေပြီးတော့ငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာပြနေကြပါပဲ။အရဟံဆိုလဲဆနာဟိုဆနာရတိဥက္ခဏီရဲ့ကာရလေးဖြစ်ပါဒါပြီးတော့ငွေကြီးကအဆက်ဆက်ရအစဉ်ပြေစီပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကျွေးပကံများတစ်ချက်တည်းမှာလက်ဖက်ကပုံပုံပုံ တောက်ရီကတစ်ခွက်တည်းအလဲမှာစင်မီထွေးပြီးတော့ငွေကြီးကံကောင်းစီရန်စူတော့မှဒါဆိုရင်မိတ်ဆွေတွေရဲ့အခက်ခဲတွေအားလုံးအစဉ်ပြေအောင်ရင်တိုးတက်ပြီးတော့ဂျင်းတွေဒီလာကစားလို့ကံကောင်းလာစီမှာဘုတ်တခုရအောင်တမီးတွေအတွက်အတေချာပဲဖြစ်ကြောင်းနဲ့အတာစားတဲ့ဘုတ်တခုရအောင်တမီးမိတ်ဆွေတွေအတွက်ဆရာတို့ကံစကောင်းပါပြီလို့ပြောရင်းနဲ့ကဲဘုတ်တခုရအောင်တမီးမိတ်ဆွေတွေရေရနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေ